ကျွန်တော်တို့ဒီမလာချရင်မနာအောင်ဦးတဲ့ဒီမှာကျွန်တော်တို့ကမနာနေတဲ့အမအဲ့ကောင်တွေအတရက်ကာနေပဲအဲ့အားလုံးမင်္ဂလာပါခင်ဗျာအခုဖြစ်စဉ်လေးကတော့တင်းကြိုင်းမှာရှိတဲ့အခောင်းကိုရွာထဲကိုပြန်တင်လာတဲ့ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့နောက်ဆက်တွဲပါတယ်ဆက်ဖြစ်လာတယ်လဲဆိုတော့ကျွန်တော်နဲ့အတူတူဗီဒီယိုလေးကို live ပဲကြည့်ရှုပေးဖို့ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာကဲဒါကျွန်တော်တို့ဘာလုပ်မယ်လို့ကျွန်တော်ထင်းတယ်လေနာ ဲ့ဒါကြောင့်ကျွန်တော်တို့ရွာထဲမှာခုလူသေးလို့တဲ့အဲ့ဒါမှာတင်းရိုင်းကုန်းမှာထားတဲ့ခေါင်းယူရွာထဲကိုပြန်တယ်အဲ့ဒါမယုံမရှိနဲ့တခြားလူတွေရွာထဲမှာလူသေးအယူတွေသိကြတယ်ဘာမလုပ်ကောင်းညာမလုပ်ကောင်းအဲ့ဒါတွေကအယူတွေကအယူတက်တက်ပဲဖြစ်တယ်ဒီမှာအဲ့လူတွေချက်မသားတွေငှက်မသားတွေစားတယ်အေးအေးဟောမှာချက်မသားတွေငှက်မသားတွေရွာထဲမတည်နဲ့တဲ့ဒါမှာပြောဟုတ်တယ်အဲ့လိုမှန်နေလို့အဖုံးလို့သေးတယ်အဖုံးအဖုံးဒါမှလည်းဒါကတော့ကျွန်တော်တို့နောက်ဆုံးရောက်မယ့်နေရာပေါ့ဗျာ ညီတို့ကျွန်တော်တို့နောက်ဆုံးဒီနေရာမှာအဆုံးသတ်မှာမရဏလိုင်းကိုပေါ့ဗျာဒီထဲမှာကျွန်တော်တို့ဖုံဝင်အောင်အောင်ထွက်ရပေါက်ကတော့ဟုတ်ပါ့မလားဘောကန်ထွက်အေးအေးအဲ့တော့ကျွန်တော်တို့ခဏကပြောသလိုကျက်မတာငှက်မတာတွေကြတော့ကျွန်တော်တို့ရွာထဲကိုသွင်းပြီဆိုလို့ရှိရင်မင်္ဂလာရှိတယ်အောင်မေးဘာဖြစ်စားရမှာမဟုတ်လို့လူမသားရွာတဲ့သွေးမိလေကြတဲ့ကြောက်ကြောက်လိုက်ကြတာကိုကတော့မသိမတ်တက်တရားမှာကြောက်တယ် ကျခင်ဗျားတို့တွေ့ဘူးလားဗျာတေးချိုင်းကောင်ကခေါင်းရွာပြန်တယ်အဲ့ဒါကျွန်တော်တို့အထက်အရင်တရွာပဲရှိတယ်ပြောရင်မပြောဘူးဖြစ်စင်ကတော့ထူးဆန်းတယ်နော်။ဘာမျိုးကောင်းတော့ဘာဝါလဲ။ပြလိုက်ဘူးလားဘလူးမ။ဟေး။ဟေးဘော။ဟေးဘော။မင်းတို့အခိုးကြီးတော့ထားရတာတော့မင်းတို့လေးတယ်ဆိုတော့အဲ့တော့ င်းတို့အဲ့လိုနားတာဒီကဗီဒီယိုကမင်းတို့ရှိတော့စဉ်းစားစရာဖြစ်တယ်နော်ဒီဗီဒီယိုလေးကိုရိုက်ပြရတဲ့ဆိုတော့ရည်ပဲချက်ရှိပါတယ်ကျွန်တော်လိုင်းပေါ်မှာကျွန်တော်ရတငယ်ချင်းတွေအားလုံးညီငယ်ညီမငယ်တွေအယူမသိဖို့တလိษံတွေသေးတဲ့အခါကျတော့ဘာအကြောင်းပြချက်မှမရှိဘူးကျွန်တော်တို့တွေတက်ပြီးတော့စားလိုက်ကြတယ်ဘလို့အတိတ်နမိတ်မျိုးမှလည်းအယူမသိဘူးလူတွေတည်ပြီးဆိုလို့ရှိရင်တော့ကျွန်တော်တို့တွေလေအယူတွေသိလိုက်ရတယ်ဘယ်တင်းကမလောက်ကောင်းဘယ်တင်းကမအပ်စားဘူးအဲ့လိုမျိုး အဲ့တော့အမျိုးမျိုးအင်းရှိရနေပြီးတော့မသားတွေဖြတ်သွားရင်လည်းလူတွေမကြိုက်ကြဘူး။ခြံထဲကနေမသားတွေဖြတ်သွားရင်လည်းမကြိုက်ကြဘူး။ဘာဖြစ်လို့လဲဆိုတော့ကြောက်ကြလို့ကြောက်ကြလို့မလုံကောင်းဘူးဆိုတော့ကြောက်ကြလို့ခင်ဗျားတို့ခြံထဲကနေဝက်မသားတွေကြက်မသားတွေဖြတ်ဆွဲသွားတာကြတော့ခင်ဗျားတို့ကြောက်ရအောင်မှမသိဘူး။အဲ့တို့တေတို့တို့တွေသိနိုင်ပါလားလို့လဲတစ်ချက်မှကျွန်တော်တို့စဉ်းစားမိကြဘူး။ အဲ့ဝတ်သားပေးပေါ်ငါပေးအောင်ဟဲ့လို့ပြောဖို့ကလည်းမရှာအဲ့ကြက်ကလေးငါရောင်ခဲပါလားလို့ပြောမဲ့သူကမရှာအဲ့လိုမျိုးလေအဲ့တော့ဘာသာရေးမထွန်းကားတဲ့ကြီးရွာတွေမှာဒီလိုအည်သူအည်အယူသီးမှုတွေကထွန်းကားတတ်တယ်အဲ့တော့အည်အယူသီးထွန်းကားတဲ့ကြီးရွာတွေမှာလည်းဘာသာရေးကမထွန်းကားဘူးအဲ့လိုဘာသာရေးထွန်းကားတဲ့ကြီးရွာတွေမှာကျတော့ဒီလိုအယူသီးမှုတွေကမထွန်းကားတော့ဘူးဗျာဒါလူငယ်တွေကျွန်တော်တို့ခင်မှာအဲ့ဒါကိုကျွန်တော်တို့တင်ဆိုင်ကုန်းက ခေါင်းနဲ့တလားစီမှာရွာရဲကိုပြန်တယ်တာဘာဖြစ်လို့လဲဆိုတော့အပိုတွေကုန်ပါဆိုလို့ဗျာတည်တဲ့သူတွေတင်းနေခေါအယူတီးပြီးတော့ခေါင်းနေလုံးမယ်ဆိုရင်အပိုတွေကုန်နိုင်လို့ဒါကြောင့်မို့လို့ပိုမကောင်အောင်လို့အဲ့ဒီပိုကောင်မဲ့ပတ်သက်ကိုကျွန်တော်တို့တနေရာမှာလှူမယ်ဗျာဒါလေးတွေသတိချက်ဖို့ပါပဲကျွန်တော်တို့ခန္ဓာရထိုင်သိရမှာဓာတိပိဒုက္ခဇရာပိဒုက္ခဗျာတိပိဒုက္ခမရဏပိဒုက္ခပိယဟိဝိပယောကဒုက္ခ အပိယိတံယောကောဒုက္ခယံပိဿာနာလဗန္တိပိစုပါရပိနခန္ဓာဒုက္ခဟုတ်လားရောင်းနေအဲ့တော့ဒုက္ခခန္ဓာကြီးရလာရင်ဒုက္ခတွေပေါ့ဗျာအဲ့တော့ချစ်တဲ့သူနဲ့ကိုယ်ကွင်းရတဲ့ဒုက္ခမချင်းမနှင်းစားလို့ပေါင်းသိရတဲ့ဒုက္ခအေးငါတော့ပြောအဲ့ဒါပြောတာပေါ့အပြောသမားကတတ်တာအလုံးသမားကပင်မနေဆိုရတော့အဲ့တော့နားပြီတဲ့ခင်ဗျားတို့ညီ လာချရင်မနာကောင်းဘူးတဲ့ဒါမှကျွန်တော်တို့ကမနာနေတိုင်းမှအဲ့ကောင်ကအတရခံနေပဲအဲ့ဒါတရခံမယိုင်လို့နာအဖေရှင်းမှထွက်မှာပြောဘူးဗျာတို့ရှင်းမှခေါင်းတွေတလားနေချတယ်လို့ဘလို့မှထွက်မှာပြောဘူးဘာလို့မတက်ကလာလဲ။အဲ့တော့မတက်ကတော့လာတယ်ဗျာ။ဒါမှမဟုတ်ခေါင်းကိုစစ်စစ်မလို့ဖြစ်က။ခေါင်းကိုစစ်စစ်မလို့တက်ကတော့လာတယ်။ကြရစောခံကြွာလာရ။ဟုတ်။ ဲ့ဒါကျွန်တော်တို့ဘာဖြစ်လို့လဲဆိုတော့ဆရာကောင်းရှိလို့ကျွန်တော်တို့ကြည့်ရအဓိကဆရာကောင်းပဲဆရာကောင်းတပြည့်ပန်းကောင်းပန်းဆိုဘယ်လိုပန်းမျိုးတွေလဲဆိုတော့မင်္ဂလာရှိတဲ့ပန်းတွေပေါ့ဗျာဆရာကောင်းမရှိဘူးဆိုရင်ကျွန်တော်တို့ဒီလိုအတိမျိုးတွေရမှာမဟုတ်အဲ့ဒါအယူမသိချင်းဒီချမ်းသာခြင်းကိုစောင့်နေဗျာအယူသီးတော့ဆင်းရဲတာပေါ့ လည်းခောက်လာခောက်ရလည်းထမ်းလာဆိုတော့ဘယ်တော့လွမ်းဖို့ကောင်းလိုက်ကဲကောင်းတော့တော့မဆင်းတော့နိုင်အိမ်ရောက်ပါပြီဗျာဒါနိုင်အိမ်ပါပဲဟုတ်လူတွေထိုင်းနေရအော်မင်းကဒီနေရာလေးကြိုက်တယ်ပေါ့အေးမကြိုက်ချင်ယူကောရောက်ပါပြီဒါနိုင်ဖြစ်တဲ့အဲ့ဒါကိုကနိုင်ကိုင်းနေတယ်ခိုင်းလာ ကရီတဲခိုင်းတာပါဗျာအဲ့ဒါကကြောက်နေသူရှိနေရှိပါစေကဲကျွန်တော်ရဲ့ဒီပါလေးတွေဖြစ်စဉ်လေးကတော့ဒီလောက်ပါပဲเนาะကျွန်တော်ပြန်ရှင်းပြမယ်ဗျာရှိဗီဒီယိုမှာကျွန်တော်နှစ်ခါကျွန်တော်ဟိုအမှတ်ချက်ပေးခံသေးတယ်ဗောလေဒီခေါက်ကျွန်တော်ရှင်းပြကိုရှင်းပြမယ် တော့ဒီရွာရဲ့ဖြစ်စဉ်လေးကတော့သူတို့ရွာမှာကဒီအကောင့်လောက်လို့ရှိရင်အပိုကုံမှာစိုးလို့သူတို့တင်းချိုင်းကနေဟိုတုံးမိသားအကောင့်ကိုရွာထဲကိုပြန်ပယ်လာတယ်နော်အဲ့ဒါကတော့တချို့ရွာတွေကတော့အယူမရှိဘူးအဲ့လိုမျိုးဟောနော်အကောင့်ကရွာထဲပြန်ပယ်လာတာတို့အဲ့လိုမျိုးလူသေးလောင်းကရွာထဲကိုဖျက်သွားတာတို့အဲ့လိုမျိုးဆိုရင်ကျွန်တော်တို့ ဗုဒ္ဓဘာသာလူမျိုးတော်တော်များများကဒါတွေကခိုက်တက်တယ်ပေါ့နော်ပြီးကြတော့ဟိုတနေ့ကဗီဒီယိုတပုတ်တက်လာသေးတယ်အဲ့ဒါပါလဲဆိုတော့အော်လူသေးလောင်းကိုတဲ့လူသေးလောင်းကိုခြေတော့ကိုပေါ့နော်လူသေးလောင်းရဲ့ခြေတော့ကိုရွာဘက်ကိုညှုပ်လို့ရှိရင်တဲ့ဒါရွာခိုက်တက်တယ်ဆိုပြီးတော့အဲ့ဒါကိုချက်ချင်းပြန်ပြီးတော့ပေါ်ရတာအဲ့ဒီဗီဒီယိုကျွန်တော်ရဲ့ ဒီ TikTok မှာလည်းကျွန်တော်တင်ထားတယ် YouTube မှာလည်းတင်ထားတယ်ဝင်ကြည့်အောင်เนาะတကယ်ဟိုပေါ့เนาะအယူရှိတဲ့လူတွေကတော့ဒါတို့ရဲ့အယူတည်မှုကတို့ကိုပြန်ပြီးတော့ဒုက္ခပေးသွားသလိုအခုလိုလူမျိုးကြီးကြတော့လဲအာတို့ကပျော်ပျော်ပါးပါးပဲเนาะဒါပေမဲ့နောက်ဆက်သွဲဘာတွေဆက်ဖြစ်လာအောင်မလဲဆိုတာကတော့ကျွန်တော်သိချင်တယ်သိလားဘာလို့ဆိုတော့ဒါတွေကရှေ့လူတွေကအာဒီပြလောကသားတွေနေပတ်သက်ပြီးတော့လေ မလောက်ကောင်းတဲ့အရာတွေအများကြီးပဲဒါကြောင့်မို့တချို့ဟာအောက်တူဘာချရင်တော့မှာဗျာဟိုရှေ့ကသွားတဲ့လူကလေအနောက်ကိုပြန်လှည့်ဖို့မရဘူးအဲ့လိုပြန်လှည့်လို့ရှိရင်ပေါ့နော်အကောင့်ထဲကဟိုပါတဲ့လူတွေအလောင်းကအဲ့လိုမျိုးပေါ့နော်အေးပြန်ပြီးတော့ဟိုပြန်ထလာတာတော့အဲ့လိုမျိုးပေါ့နော်အခုတော့မဟုတ်ဘူးဟိုရှေ့ရှေ့က ဟိုလူလူကြီးတွေပြောခဲ့တယ်ပေါ့နော်အဲ့ဒါတွေပုံပြမဟုတ်ဘူးတကယ်ကိုဟိုရာဇဝင်သမိုင်းတွေပေါ့နော်အဲ့ထက်ကဇလန်းလေးတွေရာဇဝင်အလူကြီးတွေပြန်ပြောပြတာပေါ့နော်ဒါမဲ့အခုလူကြီးကတော့သူတို့အဲ့ဒါကိုမကြောက်တော့ဘူးဗျအခောင်းကိုရွာတဲ့အထိပြန်တည်လာနိုင်တဲ့တက်တိကတော့တော်တော်လေးချီးကျူးတယ်ဗျာဒီလားကဲဗီဒီယိုလေးကတော့ကျွန်တော်တိတိလောက်တော့ရှင်းပြပြသွားပါပြီခင်ဗျာကျွန်တော်ရဲ့ viewer တွေကိုကျွန်တော်ချစ်တယ်ကြောက်လေကြောက်တယ်เนาะ အဲ့ဒါကြောင့်မလို့ကျွန်တော်ရှင်းပြပေးဖို့ပါပြီဗီဒီယိုလေးကဒီလောက်ပါပဲခင်ဗျာနောက်ဗီဒီယိုလေးမှာပြန်လည်ส่งသေးကြဖို့ဖိတ်ခေါ်လိုက်ပါခင်ဗျာဘိုင်ဘိုင်